မန္တလေးမြို့ရှိတရုတ်ကောင်စစ်ဝင်ချုပ်ရုံးပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မန္တလေးမြို့ပေါ်ကခွန်ကြီးချောင်းတဲခုခန့်မော်တယ်နဲ့အငှားအင်ခန်းတွေကိုစစ်ကောင်စီကရှောင်းတခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးနေပါဗျ။ အောက်တိုဘာ၁၆ရက်နေ့ညနေ၄နာရီခွဲဝန်းကျင်မှာမန္တလေးမြို့ချမ်းမြာသာစီမြို့နယ်မှာရှိတဲ့တရုတ်ကောင်ဆယ်ဝန်ကြုံရုံးမှာပောက်ကွယ်မှုတစ်ခုဖြစ်ပွားခဲ့တာပါ။ပောက်ကွယ်မှုကြောင့်ကောင်ဆယ်ဝန်ရုံးနှစ်ထပ်ဆောင်ခေါင်းမှုအနေနဲ့ပြက်စီခဲ့ပြီး PDF တွေကဘုံနဲ့ပစ်ခတ်တိုက်ခိုက်တာလို့စစ်ကောင်စီကကြေညာချက်ထုတ်ပြန်ဆွဆွဲခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာကောင်ဆယ်ဝန်ရုံးတည်ရှိတဲ့83လမ်း102လမ်းနဲ့103လမ်းကြားတစ်ခုလုံးကိုစစ်ကောင်စီကပိတ်ဆို့ပြီးလုံခြုံရေးတိုးမြှင့်ချထားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဒီလိုရက်ကိုတော်လှန်ရေးအစိုးရဘက်ကပြုလုပ်ခဲ့တာမဟုတ်ဘူးလို့မြို့သားညီညွတ်ရေး အစိုးရ NUG ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် ေတာရင် PDF တွေကလည်းသူတို့တက်ခိုက်တာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရက်ပိုင်းတွေမှာ PDF တွေကမန္တလေးမြို့ပေါ်မှာမြို့ပြဆစ်စင်တချို့ဆောင်ရွက်ခဲ့တဲ့အတွက်ဒီချင်းတွေကိုစစ်ကောင်စီကတုံးချပြီး PDF တွေအပေါ်ပြစ်ပုံချခဲ့တာဖြစ်တယ်လို့မတရား PDF တာဝန်ရှိသူတွေကပြောပါတယ်။မန္တလေးပြည်နယ်မှာတော့ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာကိုယ့်ဘက်ကမြို့ပြဆစ်စင်ရေးလုပ်တာတွေရှိတယ်။တရုတ်ကောင်စစ်ဝင်ရုံးကိုစကားစားဘက်ကနေပြီးတော့လက်ပစ်ပုံးနဲ့ဖိကတ်သွားတာရှိတယ်။စကားစားကသူလုပ်တဲ့အလုပ်ကို PDF တွေလုပ်ပါတယ်ဆိုပြီးတော့ PDF တွေကိုလွှဲချဖို့ကြိုးစားတာရှိတယ်။ဒီရက်ပိုင်းတွေမှာဖြစ်တာတော့အဲ့ဒီဟာတော့ န္တလေးမန္တလေးမြို့မှာထူးခြားချက်ရှိတယ်။ university ဖြစ်ပွားတဲ့နေရာတွေကိုခြေပြုပြီးတော့ဆက်ကစားပတ်သက်အိုင်နာပတ်သက်လေတွေကိုပိုက်ပြတိုက်ပြီးတော့မိုတယ်တို့အင်းတို့ဒဲခုကန်တို့ဖုန်ကြီးကြောင်းတို့နောက်အင်္ဂါတို့ပေါ့နော်။အဲလိုဟာတွေကိုရှောင်းလင်းစစ်စစ်ဝင်ပြီးတော့ဝင်ရဖန်စီစစ်စစ်မြင်းမြန်းတာတွေရှိတယ်။ ပဒင်းကျုကာလာအတွင်းမှာကြတော့သက္ကဆကကျုံပတ်ချာလေးကိုပိတ်တယ်နှစ်ပြတိုင်းမှာလူယူရေးအဆောင်ထားတာရှိတယ်။အလားပြင်းနေမတိုင်ခင်က83လမ်း28လမ်း28လမ်းကမှရှိတဲ့မန္တလေးကျောင်းဖွင့်ရုံကနေပြီးတော့ပြည်သူစစ်တွေအတွက်မိသားစုတွေအတွက်ဆိုပြီးတော့စံစုသွားတာရှိတယ်။ခဏလေးကစံစီပေါ့။မရဘူရမြို့နယ်အဆက်၊မြင်းငယ်မြို့နယ်အဆက်အဲ့ဒီအဆက်ကြားမှာရှိတဲ့ရွာတွေမှာတော့သက္ကဆခြေချောင်းလဲနေတာရှိတယ်။ခမန်းအင်အား၁၀အောင်နဲ့လဲတာရှိတယ်၊၁၅အောင်နဲ့လဲတာလည်းရှိတယ်ပေါ့နော်။ မန္တလေးတိုင်းမတရားဆင့်ကူတပိတ်ချင်းပြင်းမြင့်မြို့နယ်တွေမှာနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးမြင်းကြံခရိုင်ဘက်ကြီးတိုက်ပွဲဧရိယာကျယ်ပြန့်လာတယ်လို့ဒေသခံ PDF ကောင်းဆောင်တွေကပြောပါတယ်။မန္တလေးတိုင်းခရိုင်17ခုတွေကမြို့နယ်28ခုစလုံးမှာနေမြေအကျမှုမရှိတော့ဘဲအချိန်မီဝေးထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကြောင့်ဒေသခံပြည်သူတွေကြားမှာစိုးရိမ်စိတ်တွေမြင့်တက်နေတာပါ။စစ်ကောင်စီကလက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတွေကိုပါချင်းတယ်လို့အုံပြုနေတာလည်းဖြစ်ပါတယ်။သူတို့ကလည်းရုံးမာလာကြီးအစွမ်းကုန်ရုံးမာလာကြီးအဲ့တော့ကျွန်တော်တို့ကလည်းအစွမ်းကုန်ဒူးသား တော့မှာပြည်သူတွေရဲဝင့်စီနေတယ်ဗျာကျွန်တော်တို့ကပြည်သူကိုမျက်နှာမူပြီးတော့ပဲအလုပ်လုပ်မှာဒေါ်လာကြီးဖွဲ့ရတာအဲ့တော့ဘာဖြစ်ပြည်သူကျွန်တော်တို့ ਨੇ ကူးပေါင်းပါလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာကျွန်တော်တို့ကချင်းပါတယ်အနာရှင်ဖြစ်နေတဲ့ကောင်တွေဗျာဒီကောင်တွေကိုလူရောမူရောမကြိုက်လို့ကျွန်တော်တို့ကတာမန်ကိုယ့်အလုပ်ကိုလုပ်နေတဲ့အပြတ်သားတွေကနေမှလက်နဲ့ကြံပြီးဒေါ်လာကြီးအဖွဲ့ဖြစ်လာတာဗျာအဲ့တော့သူတို့ကဘာလုပ်နေနေသူတို့ပြောက်အောင်တိုက်ဖို့ကျွန်တော်တို့အလုပ်ပဲသူတို့ကလည်းသူတို့လုပ်ချင်ရှိတယ်လုပ်လို့ပါပဲကျွန်တော်တို့ကလည်းဘယ်လိုတိုက်ရမလဲဘယ်လိုနိုင်ရမလဲဆိုတဲ့ပုံစံမျိုးနဲ့စဉ်းစားပြီးတော့ဆုံးပါပဲဒီလိုပဲကျွန်တော်တို့ကဆုံးဖြတ်ထားပါတယ်ဗျာဟုတ် မန္တလေးတရုတ်ကောင်စစ်ဝင်ကြုံရုံတက်ခိုက်ခံရတာအတွက်တရုတ်အစိုးရကပြင်းပြင်းထန်ထန်ရှုံချခဲ့ပြီးကျူးလွန်သူတွေကိုဖမ်းဆီးရေးအတွက်အာဏာပိုင်တွေကအစွမ်းကုန်ဆောင်ရွက်ဖို့တရုတ်နိုင်ငံတိုင်းဝန်ကြီးဌာနပြောခွင့်ရသူကအောက်တိုဘာ20ရက်နေ့မှာတိုက်တွန်းထားပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးမန္တလေးမြို့တရုတ်ကောင်စစ်ဝင်ကြုံရုံတည်ရှိတဲ့နေရာမှာစစ်ကောင်စီကအရင်ကတည်းကလုံခြုံရေးတုံ့ပြန်ချထားသလိုမြို့ရင်းနေရာတော်တော်များများမှာလည်းလုံခြုံရေးဖွဲ့တွေရှိနေတာကြောင့် PDF တွေကကောင်စစ်ဝင်ကြုံရုံကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့လွယ်ကူတဲ့အခြေအနေမျိုးမဟုတ်ဘူးလို့မြို့ကန်တချို့ကသုံးသပ်ထားပါတယ်။ 真的都得吃那吧？